အပိုင်းစနေလေးရဲ့အစမှာတော့အီချီဂိုနဲ့ယာရူကရှင်ပြန်မှုအတွက်ပြင်ဆင်နေကြပါတယ်။ယာရူကအကြွေးစစ်တစ်ခုကိုထုတ်ပြလိုက်ပြီးဒီယာကဟော်လူရီအတွက်၅လဖြစ်ကြောင်းနဲ့ဒါကိုခွဲလိုက်ုံနဲ့ဟော်လူရီအနားကိုရောက်လာနိုင်မယ်လို့ပြောလိုက်ပါတယ်။ပြန်ပွဲကတော့24နာရီအတွင်းဟော်လူရီကိုအများဆုံးတတ်နိုင်တဲ့သူကအနိုင်ရမှာဖြစ်ပါတယ်။အီချီဂိုကတော့ဒါဟာရှင်ပြန်မှုအတွက်မျိုးရဲကလူတွေကိုအနေရတဲ့တွင်းနေတာလို့ပြောလိုက်ပြီးမယ်။ယာရူကတော့မင်းသားလူတွေကိုကူညီနိုင်မယ်လို့ယုံကြည်ရင်စိန်ခေါ်မှုကိုလက်ခံရမယ်လို့ပြောလိုက်ပါတယ်။နောက်တော့ယာရူကအကြွေးစစ်ကိုခွဲလိုက်ပြီးသူတို့ရဲ့ရှင်ပြန်မှုကလည်းစတင်လာခဲ့ပါတယ်။အီချီဂိုကတော့ယာရူရဲ့လုံရဲ့ကြော ောင်းလူတွေဒုက္ခရောက်မှာစိုးပြီးပြောနေခဲ့ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပြီဖြစ်တာကြောင့်အီချီကိုလည်းလူတွေကိုအတက်နိုင်ဆုံးကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှာရူကဟော်လိုတွေကဝိညာဉ်ဆန်အောင်မြင်တဲ့သူစီပိုလာတဲ့ကြောင့်ပြောတာကြောင့်ညီမတွေကိုစိတ်ပူသွားပြီးပြေးသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဆန်အောင်မလေးနဲ့ဆန်အောင်မလေးတငယ်ချင်းတို့ရှိနေကြပြီးသူတို့ရဲ့မျက်ညံတွေဖြတ်ထားခဲ့ပြီးမဲ့ဟော်လိုအတက်ခဲ့ခံနေရတာကိုအနေငယ်ပြန်မမိနေခဲ့ပါတယ်။နောက်တော့သူတို့လည်းပောက်ကွဲတဲ့တစ်ခုကြားရတဲ့ပြေးလာခဲ့လိုက်ပါတယ်။လမ်းမှာတော့ဟော်လိုတကောင်ကအပေါက်ထဲကနေထွက်လာခဲ့ပြီးအီချီကိုကတစ်ချက်တည်းနဲ့အလဲကနေပိုင်းကအနိုင်ယူလိုက်ပါတယ်။ဒီချင်းရာရူက တော့သူ့ရဲ့အစွမ်းနဲ့ဟော်လူတွေကိုတကောင်ပြီးတကောင်အေးအေးဆေးဆေးအနိုင်ယူနေခဲ့ပါတယ်။ယူကီယာရဲ့ဘက်မှာတော့ဟော်လူကရိယာကနေပေါ်လာလိုက်ပြောက်လာလိုက်ဖြစ်နေတာကြောင့်ထူးဆန်းနေပါတယ်။ဒီချိန်ဟော်လူတွေအများကြီးကိုခြေရခံမိတာကြောင့်ယူကီယာလည်းလက်နေခဲ့ပါတယ်။အီချီဘူကတော့ဟော်လူသုံးကောင်နဲ့တွေ့နေပြီးအနိုင်ယူကထွက်လာခဲ့လိုက်ပါတယ်။လူကောင်ကြီးချက်ကလည်းတငယ်ချင်းတွေနဲ့အတူရှိနေပြီးဒီအရာတွေကိုတွေ့ရလို့ကြည့်နေခဲ့ပါတယ်။ဒီချိန်သူတို့နောက်ကိုဟော်လူတကောင်ရောက်လာခဲ့ပါတယ်။ချက်ကလည်းဟော်လူတွေကိုရေးလေးမြင်နေရတာကြောင့်ဟော်လူတိုက်ခိုက်တာတွေကိုရှောင်နေခဲ့ပါတယ်။ချက်ကတော့ဘာကောင်မှမသိနေပေမဲ့သူ့စီလိုက်လာတာကြောင့်ဘသူမှမရှိတဲ့နေရာ လေးထွက်ပြေးပြီးဟော်လိုကိုမျှခေါ်လာပါတယ်ဒီချိန်အီချီကူရဲ့ညီမလေးကတော့ဘောလုံးကန်တာကနေအိမ်ကိုပြန်လာရင်လမ်းမှာချက်နဲ့တွေ့ပါတယ်သူတို့စကားပြောနေချိန်မှာပဲဟော်လိုကတိုက်ခိုက်လိုက်တာကြောင့်ချက်ကအီချီကူညီမလေးကိုပါကယ်တင်လိုက်ရပါတယ်အီချီကူရဲ့ညီမလေးကတော့ဟော်လိုကြီးကိုမြင်နေရပြီးသူတို့စီလာနေကြောင်းပြောလိုက်ပါတယ်ဟော်လိုကြီးကတိုက်ခိုက်လိုက်ပြီးမဲ့အီချီကူညီမလေးရဲ့ပြောလိုက်တာကြောင့်အချိန်မီရှောင်းနိုင်ခဲ့ပါတယ်သူတို့လည်းပြေးလာခဲ့ပြီးဟော်လိုကြီးကလည်းနောက်ကနေလိုက်လာပါတယ်ချက်ကလည်းအီချီကူရဲ့ညီမပြောတဲ့အတိုင်းရှောင်းနေခဲ့ပြီးတစ်ချက်မှာတော့ချက်ကဟော်လိုရဲ့လက်သီးကိုထိုးချနိုင်လိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့လ လည်းတစ်ချက်မှအထိုးခံရပြီးထိသွားခဲ့ပါဗါးဘာမှမသိကြတဲ့ကလေးတွေကလည်းချက်တို့အနားကိုရောက်လာပြီးသူတို့နောက်ကိုလည်းဟော်လိုကြီးကရောက်နေခဲ့ပါပြီအဲ့ဒါနဲ့ပဲအီချီကိုညီမလေးကလည်းကလေးတွေကိုကယ်တင်ဖို့ခုံပြေးသွားခဲ့ပါတော့တယ်ချက်ကတော့ဒီအချိန်သူ့ရဲ့ငယ်ဘဝအကြောင်းကိုပြန်တွေးနေပြီးချက်ရဲ့အဖိုးကသူ့ကိုတင်ပေးခဲ့တာတွေကိုပြန်တွေးနေခဲ့ပါတယ်အဖိုးကြီးကသူ့ရဲ့ပြင်းထန်တဲ့လက်သီးတွေကိုကောင်းတဲ့နေရာမှာအသုံးချဖို့ပြောနေခဲ့တာပါဒါနဲ့ချက်လည်းပြန်ထလာပြီးသူ့ရဲ့ခွန်အားတွေကိုလူတွေကိုကာကွယ်ဖို့အတွက်အသုံးချရမယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်ဟော်လိုကြီးကလည်းတိုက်ခိုက်လိုက်ပြီးချက်ကလည်းအဖိုးရဲ့စွမ်းအားတွေကိုတောင်းကတိုက် က်ခိုက်လိုက်တာကြောင့် Hollow ကြီးလည်းလွတ်ထွက်သွားခဲ့ပါတယ်။နောက်ပြီးချက်ရဲ့လက်ကလည်းပုံစံပြောင်းသွားခဲ့ပြီး Hollow ကိုတိုက်ဖို့ပြေးထွက်လာခဲ့ပါတယ်။ချက်ကလည်း Hollow ကြီးကိုပင်လက်တီတစ်ချက်နဲ့ပဲအနိုင်ယူလိုက်ပါတော့တယ်။နောက်တော့ချက်လည်း Ichigo ညီမကိုအစီအပြေကြောင့်လက်မထောင်ပြရာကနေလဲကျသွားခဲ့ပါတယ်။ပြီးတော့ချက်ကသူ့ရဲ့လက်ကြီးဘယ်ကနေရောက်လာလဲဆိုတာကိုရော Hollow ကြီးကိုမြင်နေရတာကိုပါနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။နောက်တော့ Ichigo ရဲ့ညီမလေးကရောက်လာပြီး Ichigo ရဲ့ညီမလေးကိုအစီအပြေလားလို့မေးပြီးမဲ့တကယ်ထိခိုက်တာကသူသားဖြစ်ကြောင်း Ichigo ညီမလေးကပြောလိုက်ပါတယ်။နောက်ပြီးချက်ကကောင်းတာပေါ့လို့ပြောလိုက်တာကြောင့် Ichigo ညီမလေးက ခေါင်းအောင်ကန်လိုက်ခါထိခိုက်တာပါကောင်းလို့လေဒီမာနေအဖေကိုခေါ်လာပြီးကုခိုင်းမယ်ဆိုပြီးပြောကပြီးထွက်လာခဲ့ပါတယ်။ဆောင်မာမာလေးတို့ဘက်မှာတော့မှန်မှာအပေါက်ကြီးကြီးဖြစ်နေပြီးမှန်ကွဲစာတွေကိုတန်းရှင်းလုပ်နေခဲ့ပါတယ်။ဆောင်မာမာလေးကခေါင်းမိုးတွေကိုလှမ်းကြည့်လိုက်ပြီးခေါင်းမိုးမှာတော့ဟော်လိုတကောင်ကကြည့်နေရင်လည်းအပိုင်းဆက်နေလေးကပြီးဆုံးသွားခဲ့ပါတယ်။